ပရိသတ်ဒီ main ကလေးတွေကချစ်ကြမယ်ကြိုက်ကြမယ်ဘာမှမပြောဘဲနဲ့စင်မတက်လိုက်ဖတ်ဆိုနန်းသွားတာလည်းရှိရှိမှာပဲဒါပရိသတ်ဖြစ်တဲ့အတွက်သူတို့မှဘာမှပြန်ပြောပိုင်လို့မရဘူးအသီးခံမှာအဲ့ဒါကိုကိုယ့်ရဲ့လက်တွဲဖော်က "तू နဲ့ထတ်တူနားလည်ပေးနိုင်ရမယ်သူ့ရဲ့အောင်မြင်မှုပဲကိုယ့်ရဲ့အောင်မြင်မှုတစ်ခုလိုမျိုးမူတည်တာပွားနိုင်ရမယ်ချစ်ပေးနိုင်ရမယ်အဲ့လိုလိုမျိုးတွေ့ပြီဆိုလို့ရှိရင်တော့ဒါ ိမ်တော်ပြုတ်ပေါ့အဲ့လိုမဟုတ်လို့ရှိရင်တော့မပြုတ်စေချင်ဘူးပြဿနာများနိုင်တယ်။ဂျူနီယာချစ်ကောင်းတော့အဲ့လောက်မပြောဘူးလား။တော်တော်ကန်ကောင်းတာ။တော်တော်ကန်ကောင်းတာ။အခုတယောက်လိုဂျူနီယာနဲ့လည်းကလည်းတမျိုးပေါ့။အတူကြောင့်လည်းအဲ့လိုတမျိုးပြောရတယ်။လူတယောက်နဲ့တယောက်နဲ့တိုက်ကမတူဘူး။သူကအောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်နေပြီလေ။အဲ့တော့အောင်မြင်တဲ့အမျိုးသားရဲ့တယောက်ရဲ့နောက်မှာအများကြီးနားလည်ပြီးနိုင်တဲ့မိန်းမတယောက်ရှိမှရမယ်။အဲ့တော့နားလည်မှုကို တရာရာခိုင်နှုန်းမဟုတ်150ရာခိုင်နှုန်းလောက်ရှိရဲ့အမျိုးသမီးမျိုးဆိုရင်တော့ဒါသူ့အတွက်ကန်ကောင်းတာပေါ့။နော်အဲ့မျိုးသမီးတွေအတွက်တော့ကန်ဆိုးရှာမှာ။ပါပြီ။သင်္ဃာတွေပေါ်မှာဒူဒူကစားမဲ့တော်ရတဲ့တော့ခွေဝေတိန်ညာကြချေအောင်လို့ရေကပျော်လာချီ။တယန်းဆုံးပါလေ။ဆုံးလုံးလုံးကန်။ဆုံးလုံးလုံးကန်ရ။အားကြတာပေါ့။ ဟွန်းချာနေမချာနေတကယ်ချင်းမချာနေလို့သူကတာတာလို့အားမကြတာချစ်စရာဒါတမီလေးတမီလေးတယောက်နဲ့ဒီမှာရန်သူ့ချစ်တဲ့လိုလိုက်အများနဲ့လိုလိုက်တဲ့သူ့ရဲ့မျိုးသားနဲ့အဲကွယ်ရစ်နဲ့ဘလောက်ပျော်စရာကောင်းတဲ့ဘွားတစ်ခုထူထောင်တာလဲပြီးတော့အရန်ကိုသူတို့ဘွားလေးကြည့်လိုက်အေဂျင့်ပြီးတော့တာယာလေမိုက်တယ်အားကြပါ ရှင်လန်ထက်ကဒါဒီနေ့တို့ရဲ့ဆိုင်ဖွင့်ပွဲလေးမှာအာအင်ဂျင်ရဲ့ဇွဲပြင်းလေးကိုသေးချင်းဖြောပြပို့လို့အတွက်ကိုဒါဖိတ်ထားရတဲ့အတွက်ပွဲလေးလည်းတက်ရင်သေးချင်းလေးလည်းဖြောပြရမှာတော့တကယ်ချင်းနှစ်ယောက်စုံပြကြရအောင်အဲ့တော့ဒီဆိုင်လေးမှာဒါကျွန်တော်တို့နှစ်ယောက်ဒါစုံပြီးတော့ဒါအတူတူအဲပွဲတက်ခွင့်ရတယ်နောက်ပြီးတော့ဒီမှာဒီမှာကျွန်တော်တို့ဒါဆိုင်ဖွင့်တဲ့အမဆိုတော့ဒါ ခင်မင်နေတဲ့အမားတွေလိုပဲဖြစ်နေတော့ကြတော့ဒါကျွန်တော်တို့ဒီဇိုင်းလေးမှာအဲလာရောက်ပြီးတော့ပွဲတက်ရင်းနဲ့ရှင်းနေဆိုပြမှာပေါ့ဒီဇိုင်းဒါဆက်ဆက်အုပ်ဆုံးတာဖွင့်တဲ့ဒါဆိုင်လေးကကျွန်တော်တို့ဒါမြောက်ပြင်းမတ်မှာဖွင့်တာပေါ့နော်ကျွန်တော်ဒါမြောက်မြောက်ပြင်းနေပြီးတော့ကျွန်တော်ဒါနောက်ထပ်ထပ်ပြီးတော့ကျွန်တော်တို့ဒါမန္တလေးရဲ့ downtown area တွေနောက်ပြီးတော့တခြားမျိုးတွေမှာလည်းဆက်လက်ပြီးတော့ဖွင့်လင့်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာမန္တလေးကျွမ်းရနော်ရွှေလန်းကျွမ်းငါမန္တလေးသားဘူးအဲ့ဒါကြောင့်ကျွမ်းရနော်ဟာဟာဆိုဖြစ်သွားအာဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါစေလူတိုင်းရတနာဆင်မြန်းနိုင်အောင်လို့အကြောင်းချပေးနိုင်တဲ့ အာရွှေလန်းထက်ဆိုင်ကြီးဖြစ်ပါစေလို့ဆုမောင်းတောင်းပြပါရရှင်။ဟောရန်နာတွေကတော့ top quality ပါပဲ။ကျွန်တော်အမှလည်းတက်ကြည့်ပြီးပါရလေ။အာတို့ဟိုစိတ်နေဆိုလို့ရှိရင်လည်းလုံးဝမှဟိုလိုလုံးဝအဲအရေးလုံးဝ top quality အာဖြူအသံတွေကိုမှအဲ့လိုတိချတုံးထားဟိုပလဲတောင်ကြည့်နေကျွန်တော်စင်ထားပလဲလေးဆိုလို့ရှိရင်လည်းဒါလုံးဝအာတကယ်တကယ် quality အကောင်းပေါ့နော်။အဲ့ခါကျတော့အာရွှေတွေဆိုလည်းတော်တော်ထူတယ်။အဲ့ဒါဟိုအင်ကြတော့သဘောကျတယ်။လို quality ကောင်းကောင်းလေးပေါ့။ဘာလို့လဲဆိုရန်နာပစ္စည်းဆိုတာက အစင်မြန်းမို့လည်းဖြစ်တယ်လို့ဆုကြရတယ်များတယ်လေအဲ့ခါကျတော့ဟလာအဲ့လိုရွှေတဲ့ထူထူလေးနဲ့အဲ့လိုမျိုးအကောင်းဆုံးအကောင်းတကအကောင်းဆုံးလေးတွေ ကိုထုတ်လုပ်ပြီးတော့ပစံစုရတဲ့လူတွေအတွက်လည်းတံပိုးလည်းတက်တာပေါ့ညက်ကြလာတဲ့အခါမှာလေဟုတ်ကျွန်တော်တော့များသောအားဖြင့်ဒါရတနာရင်းနဲ့အနီးဆက်တယ်လို့ပြောလို့ရတယ်ဘာလို့ဆိုတော့ဒီကြပ်ပိုင်းမှာကိုယ်ကရတနာဖွံ့ဖွဲတွေရတနာဆိုင်ရဲ့အကြောင်းအရာချင်းတွေရတနာရင်းနဲ့နီးဆက်တဲ့အလုပ်တွေအများကြီးလုပ်တယ်ပြီး live stream တွေလည်းလွှင့်ခဲ့ပူတော့ရတနာနဲ့ပတ်သက်ရင်တော့နည်းနည်းလေးပိုနားလည်နေတဲ့အထဲမှာပါတာပေါ့နော်ပါတော့အဲ့တော့ဘာဖြစ်ဒီ quality ကိုကြည့်ချင်းအားဖြင့်တကယ်ကိုကောင်းတဲ့ quality လည်းဖြစ်တယ်နောက်ပြီးဆိုင်လေးကအခုခုမှစဖွင့်နေဆိုမှကြစ်ကြစ်လေးလေးနဲ့ဒါကျွန်တော်တို့ဒါစအုပ်ဆုံးသူတို့ရဲ့ဒါ ဟိုနိုင်နေတဲ့ဟာလေးနဲ့စောက်အောင်လုပ်တဲ့အတွက်တကယ်ကို quality ကောင်းကောင်းနဲ့အဲအရေးသေးမိမိနဲ့ပစ္စည်းတွေဆိုတာကိုဒါကျွန်တော်တို့ဒါရွှေရွှေလျံထက်ကိုလာရောက်ပြီးတော့ဒါကြီးရှုရင်းနဲ့ဒါစိတ်ရွှေနာတွေဝယ်ပြီးရဆုလို့ရပါတယ်လို့ပြောချင်ပါတယ်။တချင်းကလုတ်ပြီးတာ။တချင်းကလုတ်ပြီးတာ။တချင်းကလုတ်ပြီးတာ။အင်ဂျီတို့ဒါတချင်းအဟောင်းလေးတစ်ပုဒ်ကိုပြန်ပြီးတော့အသက်သွင်းနေပေါ့နော်။သီဆိုးထားတယ်။ ဖြစ်ချင်တော့အားလုံးသွင်းပြီးတော့အားလုံး final ပြီးတော့မှအင်ကြီးတို့ data ပြတ်သွားတယ်ပြတ်သွားတော့အစားအနေခုမှပြန်လုံးအောင်နောက်တစ်ခေါက်ပြန်လုံးရတယ်နှစ်ထပ်ရှိမှမှတ်မိပေါ့အဲနောက်တစ်ခေါက်ပြန်လုံးဖို့လို့ပြောနေကြတာပါခုနကပွဲတွေမှာတော့နှစ်ခေါက်လောက်ရှိပြီဆိုတော့ပွဲပွဲတိုင်းနေသားမှာဆိုကြရပါတော့နော်အကြည့်နေလဲဆိုလိုက်မယ်ငါမှ instrument တွေဖားမယ်ဖြစ်တာအကြည့်လိုက်ဆိုတော့တော့မှလုံးတဲ့ပွဲမှာလဲဆိုရင်အင်ကြီးဒီ မန်းလေးမှာလဲ square မှာ birthday show တစ်ခါလုပ်သေးတယ်အဲ့တုန်းကလည်းသူငယ်ချင်းတွေတူတူဆိုတယ်တော်တချင်းဟောင်းဖြစ်တဲ့ပုံမှာအမေမိသားချင်းကိုချင်းဟောင်းဖြစ်တဲ့ပုံမှာဒါပေမဲ့ကျွန်တော်တို့အတန်လေးနဲ့တော့ color အစ်စ်ဖြစ်တာပေါ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ design လေးကဘလို့ပဲ online တင်တင်အဲ့လို reach တော်တော်ရောက်တယ်လို့ပြောလို့ရတယ်ဒါလည်းတချင်းဟောင်းလေးဖြစ်တယ်ပြီးတော့ပြန်စုတေးဖြစ်တဲ့ပုံမှာကျွန်တော်တို့နှစ်ယောက်လည်းချစ်ကြတဲ့သူတွေပေါ့ မိအနေနဲ့တချင်းလေးပေါ့အချင်းတစ်ခါတော့တော့အောင်မြင်ပြီးသားဒါပေမဲ့ဒီဘက်ခစ်ကိုဟိုမပြန်ဆိုရဲလူလည်းမရှိသေးဘူးတချင်းလေးကလည်း stage ပေါ်မှာဆိုတဲ့လူနင်းနေတယ်အဲ့တချင်းလေးကလေအဲခါကျတော့ကိုရင်းနေပြန်လဲပြီးအသက်သွင်းတဲ့ခါကျတော့ဟာလာပရိသတ်တွေလည်းပြန်ပြီးတော့အစ်တစ်ဖန်လေးနားထောင်ရမယ်နောက်ပြီးတော့ music က up to date music လေးနဲ့ပြန်နားထောင်ရမယ်အဲ့လိုမျိုးလေးဆိုတော့ပြန်ပြီးတော့ ဟိုတခစ်ပြန်လဲပြီးတော့ဆန်းတင်လာမယ်ပေါ့အဲလိုမျိုးလေးတော့ယူဆပါတယ်ဒီနှစ်ထဲတော့ထွက်ပါမယ်ဟုတ်ဒီ2025အဲဒီဇင်ဘာလောက်တော့မှန်ထားပါတယ်ဟုတ် official တော့မ official တော့မဆိုတော့ဟိုဒီတိုင်းပွဲဆိုရင်တော့အမြဲတမ်းခဏခဏတော့တွဲဆိုရယ်ပွဲတွေကအမြဲတမ်းတူပြီးတော့လေဟုတ်တချင်းနဲ့ပတ်သက်ပြီးတော့ကြာတော့ပွဲပေါ်မှာမူတည်ပြီးတော့ရွေးချယ်တည်ဆိုကြတာပေါ့ဥပမာ အဲမြူးမြူးကြွကြပျော်ပျော်ရွှင်ရွှင်စီဆိုရမယ့်ဟာမျိုးဆိုမြူးမြူးကြွကြအာတငယ်ချင်းနေကဘာနဲ့လိုက်တယ်ငါလည်းလေဒီချင်းနဲ့လိုက်တယ်အဲဆိုဒါလေးဆိုလိုက်ကြမလားအဲလိုမျိုးပေါ့အဲဒီလိုမျိုးဟိုပရိသတ်တွေနဲ့နည်းနည်းစစ်စစ်ခတ်ပြီးအေးအေးစစ်စစ်ဖြောပြရမယ့်ဟာမျိုးလို့ဆိုရင်တော့ဘလို့သင်းမျိုးလေးအဆင်ပြေမယ်ပေါ့အဲ့လိုပုံမှာပဲမူတည်ပြီးတော့ရွေးချယ်တာပေါ့သူ့အတန်းနဲ့ကိုယ့်အတန်းနဲ့လိုက်ဖက်မှလေးတွေသူဆိုတဲ့ music style ကိုဆိုတဲ့ music style နဲ့လိုက်ဖက်မှလေးတိတ်မဟတာမျိုးလေးတွေအဲ့လိုလေးတော့တိုင်ပင်ဖြစ်ပါတယ်ဟုတ်ရှိပါလေစီစဉ်ရတော့ engineer ကဟိုရင်ကလေးကလည်းတူတူလဲ overseas key စဉ်တွေလဲအကုန်လုံးတူတူပေါ့တူဖြောပြေးစီစဉ်တွေကအတူတူသွားနေကြဆိုတော့ တကယ်ပြောမလားဆိုမလားတကယ်ရင်းရင်းခောက်ခောက်လို့ဖြစ်နေဖြစ်နေအဲ့တော့ဒါလုပ်တွေကတော့အတူတူဆက်လုပ်သွားပေါ်ရှိတယ်ဒါငယ်ပေါင်းကြီးပေါ်လို့ဖြစ်နေပြီပေါ့ AC ဖြစ်နေတကယ်ရောရှိကြမှာเนาะအဲ့လိုတခုခုပါပါအဲ့လိုကိုမျက်စိရှိနေမှာတခုခုဖြစ်နေတဲ့ဟာတခုခုပေါ့တဲ့မှာအစ်မပြေတာတခုခုတွေ့ပြီဆိုသူနဲ့ကိုနဲ့အဲ့လိုပြောချင်တာပေါ့တဲ့မှာအဲ့အစ်အစ်မပြေရွာအဲ့ဟာကိုမြင်နဲ့အမြင်ကြီးချက်ချင်းတူပြီးကြောက်နေကြောက်နေအဲ့လိုမျက်လုံးနဲ့ကြည့်လိုက်တာ เออငါလည်းတည်တယ်အဲ့ဒါပဲอืมစကားမပြောဘူးတကယ်ပါရဲ့လေอืมอืมဆိုတော့လည်းอืมငါလည်းတည်တယ်อืมနင်းလည်းတည်ရမလားဟာလားအဲ့လိုပြောအတွင်းအမြင်ကြီးရတာရန်တူရပြီးပါပြီဆိုလို့ရှိရင်အဲ့ဒါပြီးတကယ်ချင်းတယောက်တွေ့ပြီးအေးငါလည်းအဲ့ဒါပြောအေးငါလည်းအဲ့ဒါပြောမလို့ငါတည်တယ်ဆိုအဲ့လိုပြောပါအဲ့လိုပြီးတော့အရာအားလုံးနဲ့တိုင်ပင်ဖြစ်တယ်ဥပမာကွာဟိုတချင်းကိစ္စရမှာမဟုတ်ဝင်းချင်းတော့မိသားစုရေးရာကြီးလည်းတိုင်ပင်ကြရတယ်ကိုယ့်ရဲ့ personal ကိစ္စရေးဆိုလည်းတယောက်နဲ့တယောက်နဲ့တိုင်ပင်ကြရတယ်အဲ့လိုမျိုးလေးတွေပေါ့ တယောက်နဲ့တယောက်နဲ့ချစ်ခင်ရင်းနှီးရတဲ့မောင်နှမလိုပဲဖြစ်နေပြီပေါ့နော်ဆိုတော့ခါကြတော့အရာအလုံးသူ့အကြောင်းအရာအကုန်လုံးဆိုလဲကိုသိတယ်ကိုရဲ့အာပါစနယ်အကြောင်းအရာအကုန်လုံးဆိုလဲသူသိတယ်အဲ့လိုမျိုးနဲ့ပဲဖြတ်တန်းသွားတော့ဒါတန်ရောစရာတော့တော်တော်ကြီးကြတယ်ပေါ့သူရမ်းစွန်ပါတယ်စွန်လုံးလို့ခက်စွန်လုံးလို့ခက်နေရအားကြတာပေါ့ဟုတ်ကြနဲ့မကြနဲ့တကယ်ကြမကြနဲ့လို့သူကတာတာလို့အားမကြတာဟုတ်တာတာလို့ အားကြတာဗောဒီမှာချစ်စရာဒါတမီလေးတမီလေးတယောက်နဲ့ဒီမှာတရန်သူ့ချစ်တဲ့လိုလိုက်အမြဲတမ်းလိုလိုက်တဲ့သူ့ရဲ့မျိုးသားနဲ့ကွယ်ရစ်နဲ့ဘလောက်ပျော်စရာကောင်းတဲ့ဘဝတစ်ခုထူထောင်တာလဲပြီးတော့အရန်ကိုသူတို့ဘဝလေးကြည့်လိုက်အေဂျင့်ပြီးတာယာလေမိုက်တယ်အားကြပါတယ်ရွေးချယ်မှာလာမှာဗောဒီပြေပေါ့ရောက်သားနေကြမတူးမောင်လေး main ကလေးကြတော့လေ ဟိုဘယ်လိုပြောရမလဲအလူပညာလှုပ်လှုပ်တဲ့ main ခလေးကြတော့ဟို main ခလေးတွေမှာလည်းသူ့အတက်ရွယ်အပိုင်းချလိုက်ရှိရခုနကလိုခလေးမွေးရမယ့်အချိန်ဘယ်အချိန်မှာအိမ်အောင်ပြုတ်တင်တယ်ဘယ်အချိန်မှာခလေးမွေးတင်တယ်ကျမ်းမာရေးအရာရောပါဟောပေါ့နော်နောက်ပြီးတော့တော့အဲ့လိုဟို main ခလေးတယောက်ကိုကြတော့ယောက်ျားလေးပရိသတ်တွေကအရန်ယူးယူးမူးမူးတက်တက်မဲမဲကြီးကြိုက်ကြတယ်ဆိုတာရှားတယ် မိန်ယောက်ျားလေးအဆိုတော်ကိုကြတော့မိန်ကလေးပြိတ္တကယူယူမူမူတဲတဲမဲမဲခြိုက်ကြတာရှိတယ်။အဲ့ခါကျတော့ကိုကဒီအိမ်တော်မက်တွေပါရွေးချယ်တဲ့ခါကျလို့ရှိရင်ကို့အပေါ်အများကြီးနားလဲပေးနိုင်မှာဖြစ်မယ်။ကို့ရဲ့အလုပ်အပေါ်မှာကို့အတိုင်းပဲစိတ်ကထပ်တူကြရတယ်လို့ဖြစ်မှာဖြစ်မယ်။ မလွယ်တော့မလွယ်ဘူးပေါ့နော်။မိန်းကလေးမှလည်းမိန်းကလေးအလျောက်ယောက်ျားလေးဘက်ကနားလည်ပေးရတယ်အများကြီးရှိရကွာ။အမမျိုးသားဆိုလည်းနားလည်ပေးရတယ်အများကြီးရှိမှာပဲ။ပြောချင်တာသူတို့နဲ့ကိုနဲ့တငယ်ချင်းဆိုပေမဲ့လည်းဒါကိုတငယ်ချင်းယောက်ျားတချင်းဆိုရကွာ။အမဆယ်မသူနဲ့ကိုနဲ့ဆိုရတီတီပြိတောက်ဆိုပြနေလို့ရမှာမရဘူး။အဲ့တော့ကိုရနေကပခုံးဖက်ကြရရှိမယ်လက်ကလေးတွဲဆိုကြရရှိမယ်။ဒါမျိုးလုံးကိုစိတ်ကောက်တယ်စိတ်ဆိုးတယ်ဆိုလို့ရှိရင်အမှုပညာသမားကိုလာပြီးတော့ ဘဝမှာပါပါဝင်ပတ်သက်ခြင်းလို့မရအောင်ပေါ့နော်အမမျိုးသားဆိုနားလည်ပေးရတာရှိမှာပဲဒီလိုပဲသူတို့ဆိုလို့ရှိရင်သူတို့ရဲ့ပရိသတ်တွေ main ကလေးတွေကချစ်ကြမယ်ကြိုက်ကြမယ်ဘာမှမပြောဘဲနဲ့စင်မတက်လိုက်ဖတ်ဆိုနန်းသွားတာလည်းရှိရှိမှာပဲဒါပရိသတ်ဖြစ်တဲ့အတွက်သူတို့မှဘာမှပြန်ပြောပိုင်လို့မရဘူးအတိခံပါအဲ့ဒါကိုကိုယ့်ရဲ့လက်တွဲဖော်ကသူနဲ့ထပ်တူနားလည်ပေးနိုင်ရမယ်သူ့ရဲ့အောင်မြင်မှုပဲကိုယ့်ရဲ့အောင်မြင်မှုတစ်ခုလိုမျိုးမူတည်တာပွားနိုင်ရမယ်ချစ်ပေးနိုင်ရမယ်အဲ့လိုလူမျိုးတွေ့ပြီဆိုလို့ရှိရင်တော့ဒါအိမ်အောင်ပြုတ်ပေါ့အဲ့လိုမဟုတ်လို့ရှိရင်တော့ပြုတ်စေချင် ြဿနာများနိုင်တယ်အဖူးစာတော့ပြောလို့မရအောင်ညီမလေးတွေ့တွေ့နားလဲပေးပေးမပေးပေး तू ချစ်တဲ့လူတွေ့ရင်တော့လေ तू तू ဒီအားလုံး तू လက်ခံမှာပေါ့တိလာအဲ့လိုအချစ်ကလည်းထူးဆန်းတယ်ပြောရတာရှေ့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  तू ဆွဲကြအဲ့လိုလက်တွေဆွဲဆွဲကြ तू ဒူးတွေထောက်ပြီးတော့အဲ့လိုဖြစ်ရအမြင်နဲ့ကိုရင်းနေက तू ပြန်ဆွဲထူတာအားလုံးကကိုပိသာအော်အရေးကြီးတာခုနကအမပြောတဲ့အချက်လက်တွေအားလုံးကို နားလည်ပေးနိုင်တဲ့ main ကလေးဖြစ်အဓိကကိုယ်သဘောတူတာနဲ့မဆိုင်ဘူးလေကိုယ်သူ့မိမဟုတ်ကွာအမအမသူဆောင်းကကိုယ်သတ်တယ်ဘာဟုတ်လားเนี่ยงั้นจริงป่ะแหละถูกแล้วก็ก็ติดมวยแหละอม้าเลยบอกอ่ะเลยเออโอ้ตู้ๆตู้ประมาณ ခဏလိုမျိုးလေးအချက်ကလေးတွေနဲ့ပြည့်စုံလဲဆိုရင်တော့ဒါသူနဲ့အဆင်ပြေမှာပဲကိုကတော့ဒါဘေးလူတောင်နေနေမြင်တာကန်ကောင်းတယ်နော်ဂျူနီယာချစ်ကောင်းတော့အဲ့လောက်မပြောဘူးဒါတော်တော်ကန်ကောင်းတာတော်တော်ကန်ကောင်းတာအကူတယောက်လိုဂျူနီယာနဲ့လည်းကလည်းတမျိုးပေါ့အတူကြောင့်လည်းအဲ့လိုတမျိုးပြောရတယ်လူတောင်နဲ့တောင်နဲ့တိုက်ကမတူသူကြောင့်အောင်မြင်နေတဲ့အမှုပညာရှင်တောင်ဖြစ်နေပြီလေအဲ့တော့အောင်မြင်တဲ့အမျိုးသားရဲ့တယောက်ရဲ့နောက်မှာအများကြီးနားလည်ပြီးနိုင်တဲ့မိန်းမတယောက်ရှိမှရမယ်အဲ့တော့နားလည်မှုကို တရားရာဂိုင်းတော့မဟုတ်ဘူး150ရာဂိုင်းလုံးလောက်ရှိရဲ့အမျိုးသမီးမျိုးဆိုရင်တော့ဒါသူ့အတွက်ကန်ကောင်းတာပေါ့။နော်အဲ့မျိုးသမီးလေးအတွက်တော့ကန်ဆိုးရှာမှာ။ပါပြီကန်ဆိုးပြီကန်ဆိုးပြီကန်ဆိုးကန်ဆိုးသူမလေးတွေ့ပါတယ်တွေ့ပါတယ်ရှာလိုက်မယ်လေရှာလိုက်တွေ့ရင်လည်းတွေ့နေမှာပေါ့။ကိုရီးယားရှိုးတာ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 လား။ဟုတ်ကျွန်တော်ကတော့လောလောဆယ်ကြားထဲမှာကျွန်တော်နဲ့ရွှေနဲ့ငွေနဲ့ထွက်တာရှိတယ်။အခုဒီကြားထဲမှာကျွန်တော်လာမယ့်လား အဲလာဘက်လာမှာကျွန်တော်နဲ့ဖြူပြေစုံနဲ့တချင်းလေးမှားမှန်သိကြတယ်ဆိုချင်းတက်လေးတပုတ်ထွက်ဖို့ရှိတယ်တည်းရောင်ငင်းချမ်းကိုရေးထားတယ်ခေါ့နော်အဲ့ဒါလေးတခုရှိမယ်ဟုတ်ဟုတ်ဆိုကအရေးကောင်းနေအဲအာအင်ဂျင်လည်းအများကြီးထုတ်ဖို့ရှိတယ်အင်ဂျင်တချင်းကြီးပုံအောင်ပုံနေလေအဲ့လိုလှုပ်ထားပြီးတော့လေအခြေအခြေနေမပေးရနဲ့မထွက်ဖြစ်တာပေါ့အခုကတော့ အဲနှစ်လကြာတစ်ခါသုံးလကြာတစ်ခါလောက်တော့ဒီဘုတ်ကလေးထွက်ထွက်သွားမယ်လို့တော့စဉ်းစားထားပါတယ်။လက်ရှိမှာလည်းအရင်ကအမေလည်းဆုံးထားမှမကြသေးဘူးဆိုတော့လေအခုမှကိုယ့်ရဲ့အလုပ်တွေကိုတည်တည်ကြာကြာလေးပြန်ပြီးတချင်းကိစ္စတွေပါလေလောက်အောင်ပါပေါ့လေအလိုမျိုးလေးပေါ့ဟုတ်တကယ်အားလုံးကျေးဇူးများတင်ပါတယ်အဲ့တော့ကျွန်တော်တို့ Handy နဲ့ဆက်လက်ရှိနေပါပြီဗျဟုတ်ဟုတ်ကဲ့ပါရှင်ရဲ့ interview လေးကိုကြည့်ရှုပေးပြည့်တည်အားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်